ဖြစ်တယ်လို့ပြောပြီးတော့မှကိုချင်းစာတရားမရှိလို့ဖောက်ပြန်ခံခဲ့ရတဲ့သူတွေအတွက်လွယ်ပေမဲ့ကို့အတွက်တော့ကဘာပြက်တယ်လို့ပဲလက်အန်းတိုင်းလွယ်လွယ်လေးပဲဖောက်ပြန်ဖို့လွယ်တလားလို့ပဲမေးလိုက်ချင်တယ်ကိုပုံပေါ်ထားတဲ့မိသားစုအချစ်တွေပြိုကွဲပျက်စီးခံလိုက်ရပြီဆိုပြီးတော့မှမှတ်ထားတဲ့ comment ဖြစ်ပါတယ်ကိုချင်းစာပါလဲနောက်ထပ် comment တစ်ခုထပ်ပြီးတော့ပြမှာဖြစ်ပါတယ်ဒါကတော့ဖောက်ပြန်ခြင်းဟာတဲ့တနည်းအားဖြင့်လူကမွေးပါလျက်နဲ့လူစိတ်မရှိတဲ့အိစာကမှဤသုံးတာတိတဲ့ လူကလေးဆန်ဒီပါတဲ့သူတို့မှာကိုချင်းစာတရားလုံးဝမရှိဘူးလူလိုလည်းမသိဘူးအဲ့ဒါကြောင့်ဖောက်ပြန်ကြတာတဲ့ဖောက်ပြန်ပျက်စီးခြင်းဆိုတာဒွန်သွဲနေတာပါတဲ့ဖောက်ပြန်ပြီးရင်ပျက်စီးကုန်တာပဲဆိုတဲ့အရာလေးပဲဖြစ်ပါလေအဲ့တော့ဒီ comment နှစ်ခုကိုဖတ်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့တော်တော်များများအနေနဲ့အာကျွန်တော်တို့ဒီ profile လေးကိုကြည့်ရှုနေတဲ့လူငယ်အများစုအနေနဲ့ကဒီအရာတွေကိုကျွန်တော်တို့ဟာလုံးဝသင်ခန်းစာယူပါဘဝမှာကျွန်တော်တို့ ိုယ့်ရဲ့ဘဝအတွက်ရှေ့ရှေ့ဆက်သွားမယ်လမ်းကြောင်းဒီမှာလူငယ်တော်တော်များများအနေနဲ့ကနံပါတ်1အခုလိုဖောက်ပြန်တဲ့နေရာမှာအမျိုးမျိုးရှိတယ်ပေါ့နော်ကျွန်တော်အရှိမပြောလို့ပဲ online ကြောက်လည်းဖြစ်နိုင်တယ်အာဒီကျွန်တော်ကိုယ့်ရဲ့ကိုချင်းတရားကိုလည်းကျွန်တော်မထိနိုင်တာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဟာအသိပညာဘ ਹੁ တုတအတွေးခေါ်ပိုင်းဆိုင်ရာလည်းတော်တော်လေးလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးတွေကျွန်တော်အခုဒါမတ်တွေကတော့အများကြီးပဲရှိတယ်။ကော်မတ်တွေကတော်တော်များများဒီလိုမျိုးဖောက်ပြန်နေတဲ့လူအများစုမှာဆိုရင်ဒါ အားလုံးကတော့ဘယ်လိုပြောမလဲဆိုရင်တော့သူတို့မှာအခဏပြောလို့ပဲလုံးဝကိုချင်းစာစိတ်မရှိတယ်လို့သူတို့မှာလုံးဝဘာမှမသိတယ်လို့မေးလိုက်လို့ရှိရင်လုံးဝပြန်ပြီးတော့မှအမှန်တိုင်းမဖြေတာမျိုးဒါခံရတဲ့သူတွေအတွက်တော့တော်တော်လေးဥမာခံစားရခက်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီဖောက်ပြန်တဲ့အခါမှာကျွန်တော်အားလုံးနေနဲ့ ကိုကတကယ်လို့ဖောက်ပြန်တတ်တဲ့ချစ်သူဒုံမဖောက်ပြန်တတ်တဲ့အိမ်တော်ဘက်ကိုရထားပြီးဆိုရင်တော့အမြန်ဆုံးသာကျွန်တော်လမ်းခွဲပါ။ဘာကြောင့်လဲဆိုတော့ဒီအရာတွေကကို့အတွက်ရှေ့ဆက်ပြီးတော့ကျွန်တော်ခံစားစီရမယ့်အရာတွေဖြစ်တဲ့အတွက်ကြောင့်တယောက်တည်းဖြတ်တန်းတာမှပို့ပြီးတော့မှစိတ်ချမ်းသာစေတာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့လို့အားလုံးကဒီဖောက်ပြန်မှုတွေနဲ့တွေ့လာပြီးဆိုရင်ကိုကလူကောင်းဖြစ်ပြောင်းလဲပါပို့ပြီးတော့မှကိုဟာ တန်ဖိုးရှိတဲ့လူတယောက်ဖြစ်အောင်ကြိုးစားပြီးတော့နေပါ။ဘာကြောင့်လဲဆိုတော့တော်တော်များများကတချို့တော်သူတွေကအင်းနေနာဖောက်ပြန်ကလည်းဖောက်ပြန်မယ်တချို့ကလည်းအဲ့လိုမျိုးဖြစ်သွားတဲ့သူတွေရှိတယ်။ဒါပေမဲ့တချို့တော်သူတွေကြတော့အဲသူဖောက်ပြန်မယ်ကိုကကောင်းအောင်နေမယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ကြတာဖြစ်ပါလေ။ဒါကြောင့်မို့လို့အခုဒီအခုဒီခေတ်ကာလချိန်ခါတစ်ခုပေါ်မှာဆိုရင်ဒါဆုပ်ကလည်းဆုပ်ကက်ထဲကိုရောက်လာတဲ့အခါမှာလူတွေကအသိပညာပိုင်းဆိုင်ရာလည်းအားနေကြတယ်အတွေးခေါ်ပိုင်းဆိုင်ရာအားနေကြတယ်ဆိုရှယ်မီဒီယာမှာကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဟာ ကိုကိုကိုအသိပညာဘ ਹੁ တုဒါရစီမဲ့စာပေတွေအကြီးစာလိုက်တာကောင်းမဲ့ဒီစာပေတွေဖတ်တာအားနေတဲ့အခါမှာလူတွေရဲ့ဒီ အကြီးစားလိတဆိုတဲ့အရာကိုလူတွေမေ့ပြီးတော့မှဘဝမှာတယောက်ထမကနှစ်ယောက်ကတင်ဘောကိစ္စတွေ၃၄၅ယောက်တပြိုင်တည်းမှာထားလို့ရတယ်အိတ်လို့ရဆိုတော့ဒါဟာအမျက်ပဲဆိုပြီးတော့ချို့တော့ယောက်ျားလေးတွေပြောလေးရှိတဲ့စကားလေးရှိတယ်။ဟောတစ်ချိန်တည်းမှာပဲတချို့ရောမိန်းကလေးတွေမှာလည်းကျွန်တော်အရင်ရင်ဗီဒီယိုပိုင်းမှာပြောခဲ့တယ်လို့ပဲသူတို့ရဲ့ဒီဖောက်ပြန်ခြင်းတဲ့စိတ်တွေကတယောက်ထမကပို့ပြီးရစိတ်တွေရှိလာတဲ့အခါမှာကိုချင်းအဲသူတို့ရဲ့ဒီ အာကိုချင်းတရားကိုလုံးဝခေါင်းထဲမထည့်ကြတော့ဘဲနဲ့ဖြစ်ရှင်တဲ့အရာတွေကိုပြောမယ်ဆိုရင်စိတ်ထဲမှာဖြစ်ရှင်တာတွေဦးစားပြီးပြီးတော့တကယ်ဖြစ်တဲ့နေဆိုတဲ့အရာတွေကိုကိုချင်းတရားတွေကိုလုံးဝမထိန်တော့ဘဲနဲ့ဖောက်ပြန်တော့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လူငယ်တွေအားလုံးကောင်းစီခြင်းနဲ့စိတ်နဲ့ကျွန်တော်ဒီလိုအရာတွေပြောပြပေးတာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒါပြောမယ်ဆိုချစ်တူထားခဲ့တဲ့အနေထားတစ်ခုမှာအရင်လွန်ခဲ့တဲ့ဒီ နှစ်နှစ်ကျော်သုံးနှစ်လောက်ဆိုရင်တော့ဖောက်ပြန်ခံခဲ့ရတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကိုချင်းစာတာဖြစ်ပါတယ်အလုံးဖောက်ပြန်မှုကင်းတဲ့ချစ်ချင်းနဲ့ဆုံတွေ့ကြပါစေခင်ဗျာ